မင်္ဂလာပါခင်ဗျာအော်တိုဘားလ9ရက်နေ့တွင်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ဒီရက်ပိုင်းကအားလည်းဖြစ်တယ်ပေါ့နော်ပေးရလည်းဖြစ်တယ်အဲကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ထွတ်မြတ်ထားရတဲ့ဝါလာကင်လို့သတင်းကြိုကာလလည်းဖြစ်ပါတယ်အဲတော့သတင်းကြိုဖြစ်တဲ့အတွက်ကျွန်တော်ရုပ်တံကိုချစ်ရှုနေကြတဲ့ကျွန်တော်ရဲ့ပြည်သက်တီတွေကကျွန်တော်နဲ့အသက်တရက်တမနဲ့ကြီးတဲ့သူတွေအားလုံးကိုကျွန်တော်နေနဲ့ကာရဝပြုကတော့ပါတယ် ကျွန်တော်အမြဲတမ်းတော့ဟိုဖရားတွေပါတွေတော့တောက်လျှောက်ရှစ်ခိုးတာမဟုတ်ဘူးဒါတော့အမှန်တိုင်းဝန်ခံတာပေါ့နော်ဒါပေမဲ့ကျွန်တော်ဖရားရှစ်ခိုးတဲ့အချိန်တွေကတော့ဒီတကူကြီးဖရားတွေပါတွေဖူးမြော်တဲ့အချိန်တွေပါတွေအေးချမ်းချမ်းရှိတဲ့အချိန်တွေဆိုလို့ချင်းကျွန်တော်ဖရားရှစ်ခိုးပါတယ်အဲ့လိုရှစ်ခိုးလို့ရှိရင်တော့ကျွန်တော်ရဲ့ပိဋိတ်တည်းအကုန်လုံးကိုဆုတောင်းမေတ္တာပို့တတ်ပါတယ်။ဘာဖြစ်ကျွန်တော်တက်အသက်တရတမနဲ့ကြီးတဲ့သူတွေအကုန်လုံးကိုမေတ္တာပို့ကြတော့ပါတယ်။ အလုံးကျမ်းမာချမ်းသာကြပါစေလူဝင်ဆန္ဒတွေပြည့်ဝကြပါစေဝါလာကေလောတည်ထင်ကျုကာလာစပြီးတော့ကိုနေထိုင်ရာအယက်ဒေတာတည်တီမှာအဆင်ပြေမှုတွေကြုံပါစေကောင်းချင်းမင်္ဂလာတွေပြည့်စုံပါစေမကောင်းချင်းဘေးဒုက္ခအန္တရာယ်တွေကနေကေဝေးပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပါတယ်ဆိုတော့ဒီနေ့တည်ထင်နေ့ပြောရမယ်ဆိုရင်အရင်ဆုံးမင်္ဂလာမရှိတဲ့တည်ထင်နဲ့စပါမယ်ပေါ့နော်မန္တလေးတိုင်းဒေသကြီးမြင်းညံ့မြို့နယ်ကွမ်းဆိုင်ရွာမှာတန်ဃာရောနှစ်ပါးနဲ့အယက်သားတူဦးကိုညညတစ်ဖက်ဝင်နေတဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးတော့ဒလန်လို့ဆွဆွဲတာပေါ့နော်ဆွဆွဲပြီးတော့ဓာတ်တွေနဲ့ဝိုင်းဝန်းထုခုတ်ခဲ့တာကြောင့်တန်ဃာတော်တပားပြန်လုံတော်မူပြီးတော့တန်ဃာတော်တပားရက်သားတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါမြင်းညံမြို့နယ်ကွန်ဆော့ရွာမှာအော်တိုဘားလတရက်နေ့ညဆယ်နိုင်လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကွန်ဆိုက်ကြီးရွာကံဦးကျောင်းမှာရှိတဲ့ခန်းနစ်စရာတော်ဦးတိတ်တတ်တတော်35နဲ့ဦးဆက်နီမှာတတ်တော်36နဲ့ဝါတော်2ဝါကွန်ဆိုက်ကြီးရွာက ဒေသခံတို့ဖြစ်တဲ့ဦးမြင့်စိန်59နှစ်တို့အเจ้าမှာရှိနေတဲ့အချိန်မှာ PDF ဖွင့်ဝင်တွေရောက်ရှိလာပြီးတော့တန်ဃာတော်နဲ့ဒီအရသားပြည်သူကိုတနွေတဖွဲ့ဝင်နေနဲ့ဆက်ဆက်မှုရှိတယ်ချိတ်ဆက်မှုရှိတယ်ဆိုပြီးဆွတ်ဆွဲပြီးတော့ဓာတ်ရင်းနဲ့အခုလိုမျိုးဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့်ဆရာတော်ဥတိတ်တပြန်လောင်တော်မူသွားခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲဆရာတော်ဥစန်နီမာနဲ့ဒေသခံပြည်သူဖြစ်တဲ့ဦးမြင့်စိန်လည်းတရားရရရှိပြီးတော့ဆေးရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။နောက်သတင်းနဲ့ဘုတ်ကတော့စစ်ရှုံးနေတဲ့ KIA ကဖာကန်ဒေသမှာ ောတာတအားဆွဲနေပါတယ်တအောက်မှာတအားကိုဆွဲနေပါတယ်လက်မောဖြတ်သွားဖြတ်လာလူတိုင်းအကုန်လုံးကိုဆွဲပါတယ်ဘာကနေတာမှာရေမစေးကြောက်ရှာဖွေတဲ့သူတွေလည်းထွက်ပြေးတင်းရှောင်နေရပါတယ်အဲ့လိုထွက်ပြေးတင်းရှောင်နေတဲ့တည်သွားတဲ့သူတွေတောင်ရှိပါတယ်ဘာကနေတာကိုအလုံးစုံစုမှုနိုင်ရေးအတွက်လူမျိုးတဖုံနေဘက်ကလည်းနေမရှင်းလင်းရေးတွေစတိုက်လုဆောင်နေတာဖြစ်ပါတယ်နောက်တဲ့တဲ့ဘောကအင်မတန်မှမယိုင်းတဲ့လူပေါ့နော်ကျွန်တော်ထက်ငယ်ပါတယ် နော်အသက်အပြည့်29နှစ်ပဲရှိပါသေးတယ်ခြေကုံဖျားရှင်မြင်းတော်ပေါ်မှာအပေါ်ဆော့နေပေါ့နော်ဘောဆော့နေကျွန်တော်တက်တန်းတက်လျှောက်လုံးမှာဒီဖျားရှင်မြင်းပေါ်မှာဒီလိုမျိုးလှုပ်ရက်ကိုလှုပ်တဲ့သူကျွန်တော်တချိန်တစ်ခါမှတော့မကြားခဲ့ဘူးဘယ်လိုအတွေးမျိုးနဲ့ဒီလိုလှုပ်ရက်ကိုလှုပ်တာလဲဆိုတာစဉ်းစားလို့တော့မရရှင်မြင်းတော်ပေါ်မှာဒီလိုလှုပ်တဲ့လှုပ်ရက်ကတော့တော်တော်လေးကို စိတ်ပြတ်ဖို့ကောင်းတယ်ဗုဒ္ဓဘာသာစစ်လားမစစ်လားထားလိုက်ပါတော့အခြားဘာသာတွေတော့မထိခိုက်တော့ပါဘူးနော်ဒါပေမဲ့ကိုယ့်ဘာသာဝင်ဖြစ်ပါလျက်နဲ့အခုလိုမျိုးလုပ်တဲ့လုပ်ရက်ကတော့တော်တော်လေးကိုမယမ်းရန်ကားလောကြီးတယ်ဒါပေမဲ့သူ့ကိုဖမ်းမိသွားပြီအော်တိုဘတ်တရက်နေ့ကရှီတုံဘုရားရှင်မြေပေါ်မှာရှိတဲ့အမီဆိုင်စီဒီအမှတ်48နဲ့အုတ်ကူစီဒီအမှတ်138ကြားမှာအပေါ့သွားခဲ့တယ်အဲ့ဒီပေါ့သွားခဲ့တဲ့သူကရန်ကုန်တိုင်းဒေသကြီးမယံကုန်းမြို့နယ်အမတ်ခွန်ရက်ကွက်မှာနေတဲ့တင်မြွင်းဝင်းခေါ်ဝန်နီ 29နှစ်ဖြစ်ပါတယ်အခုတော့သူ့ကိုဖမ်းဆီးရမိသွားပြီလို့သိရပါတယ်အဲ့တော့တာမန်ပြည်သူတွေရဲ့စိတ်နဲ့ဆိုလို့ရှင်တော့ဒီလူမလွယ်တော့ဘူးဥရိယဒါဆိုရင်တာသနာညှို့နှံ့မှုနဲ့တခုခုပေါ်တော့တခြားသောအမှုတွေနဲ့ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်မလုံလောက်ဘူးလို့တော့ထင်တယ်နော်ဒီလိုလောက်တာမလုံလောက်ဘူးလို့တော့ထင်တယ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်လေဒီလိုလောက်တဲ့လောက်ရက်ကတော့ဒါဘယ်လိုမှအဆင်မပြေတဲ့လောက်ရက်ဘာကြောင့်လဲခြေလုံဖျားဆိုတာမြန်မာနိုင်ငံနဲ့တွဲပြီးမြင်ရတဲ့ကျွန်တော်ဘာသာရဲ့အထွတ်မြတ်ထားရနေရာဖြစ်ပါတယ် เนาะကျွန်တော်တို့နိုင်ငံရဲ့ပြည်ယုံလည်းဖြစ်ပါတယ်ဘာသာတိုင်းနဲ့ဆိုင်ပါတယ်เนาะဘယ်ဘာသာပဲတော်တော်ချီလုံဖျားရှိတဲ့နိုင်ငံကလာတာဆိုလို့ရှိရင်ဒါဆိုရင်နည်းနည်းလူသိများတယ်ပေါ့เนาะအဲ့တော့ထားလိုက်ပါတော့ဒီလူရဲ့ကဒီလူတက်တေချာဖို့ပြည်တန်ခံရမယ်လို့ကျွန်တော်ပြောရဲတယ်နော်ဒီအမှုနဲ့ထောင်ထဲရောက်သွားတယ်ဆိုလို့ရှိရင်လည်းမစားတာပါเนาะဒါသူ့ဘဝနဲ့သူဖြစ်သွားမှာပေါ့နောက်တဲ့နေ့ဘုကတော့ဒီပါတီစုံဒီမိုကရေစီထေရီကောက်ပွဲ2025ပေါ့နော်ဒီ ရွေးကောက်ပွဲကိုနောက်ဆက်အဟန်ထားခြင်းကနေပြီးကကွယ်တဲ့ဥပဒေနဲ့အရေးယူထားတာ24မှုရှိပါတယ်။အမှုပေါင်း24မှုရှိတယ်။လူပေါင်း64ဦးရှိပါတယ်။အဲ့တော့အစတည်းကကျွန်တော်ပြောရရင်နော်ဒီလမ်းပေါ်မှာစာရွက်ကျဲတာတို့နော်ဆန္ဒပြတာတို့အွန်လိုင်းပေါ်မှာအားချောင်းတာတို့ဒါတွေအကုန်လုံးအကာအကွယ်ပြုထားတယ်။ဆိုတော့အထွေထွေရွေးကောက်ပွဲကိုအကာအကွယ်ပြုထားတဲ့ဥပဒေဆိုတာကဒီမိုကရေစီကိုအကာအကွယ်ပြုထားတဲ့ဥပဒေနဲ့အတူတူပဲ။အဲ့တော့ ဒီမိုကရေစီနိုင်ငံတနိုင်ငံရဲ့အင်္ဂါရဲ့အရာယူကောက်ဖို့ရှိရမှာ Facebook ခြေခံဥပဒေရှိရမယ်။လွှတ်တော်ရှိရမယ်။စသဖြင့်ဒီလိုအင်္ဂါရက်တွေနဲ့ရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီနိုင်ငံကိုပြန်သွားဖို့အတွက်ပထမအဆုံးခြေလှမ်းပြန်လှမ်းနေတာ။အဲ့ဒါကယူကောက်ပွဲပဲ။နော်။အဲ့တော့ယူကောက်ပွဲကိုကာကွယ်ထားတဲ့ဥပဒေတွေအကုန်လုံးကဒီမိုကရေစီကိုကာကွယ်ထားတဲ့ဥပဒေနဲ့တူတယ်။အဲ့တော့ယူကောက်ပွဲကိုဖျက်လို့ဖျက်ဆီးလုပ်တဲ့သူတွေကလည်းဒီမိုကရေစီကိုနှောက်ယှက်ဟန်တာဖျက်ဆီးတဲ့သူတွေနဲ့အတူတူပဲ။အဲ့ဒီတော့ တေချာပေါ့ပြင်းပြင်းထန်ထန်ရေးယူမှာဖြစ်ပါတယ်ပြင်းပြင်းထန်ထန်လည်းရေးယူခံရပါလိမ့်မယ်နော်ရေးယူခံရပါလိမ့်မယ်တတိချဖို့တော့လိုတယ်အာမချောင်းနဲ့လက်မော့တက်ပြီးတော့အာဒီမရောင်းနဲ့ကိုကိုတိုင်လည်းဘာမှနားလေတာမဟုတ်လို့ရှိရင်ကိုဘွားနဲ့ကိုနီတာအကောင်းဆုံးပါနောက်တဲ့တဲ့ဘုကတော့6မြို့နယ်ဆောက်လုပ်ရေးဌာနကလက်ထောက်ညှို့မှုအပါအဝင် အမျိုးသမီး2ဦးကို PDF ဖုတ်ဝင်နေဖမ်းဆီးသွားတယ်လို့သိရတယ်။ဖမ်းဆီးသွားတဲ့နေရာကတော့6မြို့နယ်စင်ကားရွာနဲ့ညောင်မြို့နယ်စင်ငယ်ရွာကြားထဲမှာရှိတဲ့ကြေးရွာချင်းဆက်လမ်းပိုင်းမှာဖမ်းသွားတာဖြစ်ပါတယ်။အော်တိုဘတ်တရက်နေ့ညနေပိုင်းကဖမ်းသွားတာဖြစ်ပါတယ်။မဖမ်းတဲ့ဖွဲ့ကတော့ဘယ်ဖွဲ့လဲတော့မသိဘူး။ဝန်ထမ်းပဲလေ။ဝန်ထမ်းဝန်ထမ်းလုံးလုံးနေတာ။ဒါ우ဖမ်းတယ်ပြီးလို့ရှိရင်ငွေပေးပြီးတော့ရွေးခိုင်းအောင်ပါဗောနော်။ကျွန်တော်တော်တော်များများကြားသလောက်ကဒီလိုပြန်မွေးဆွဲတဲ့အလုပ်တွေကလည်းရှိတယ်။ နော်ပတ်စံသိန်း900နဲ့လာပြန်ယူပါတော့တထောင်နဲ့ပြန်ယူပါတော့ပြီးရင် online မှာတင်ပါလိမ့်မယ်ခံကတိနဲ့ပြန်လွှတ်လိုက်ပါတယ်ဆိုပြီးတော့ဒါပေမဲ့အဲ့ဒါလွယ်လွယ်မဟုတ်ဘူးမမိသားစုတွေကတိုးတိုးကျကျနဲ့ပတ်စံနဲ့ပြန်ယူသွားရတဲ့အမှုမျိုးတွေအများကြီးရှိတယ်နော်ဒီလိုဖြစ်စဉ်မျိုးတွေကအရက်သားတွေမှာလည်းရှိတယ်နော်နိုင်ငံဝန်ထမ်းတွေကလည်းခုလိုဖန်စီခံရတဲ့ဖြစ်စဉ်တွေပြီးတော့တိုးတိုးတင်းတင်းဒီတိုင်းပဲပျောက်သွားတဲ့တဲ့င်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကဘယ်လိုဆက်ဖြစ်မလဲတော့ကျွန်တော်တို့မသိဘူးဒါကျွန်တော်စောင့်ကြည့်ရမယ့်အနေထားဖြစ်ပါတယ် နောက်တဲ့နေ့ဘုကအေယော်ဒီတင်းထဏာကတင်ထားတဲ့တင်းတဲ့ဘုတ်ပေါ့နော်အဲ့ဒါကရေကောက်ပွဲနီးမှလာစာတူတာကမဲဆွယ်နီးတစ်ခုပေါ့ဆိုတော့ဆောင်းမရုပ်တန်တစ်ခုပေါ့နော်ရုပ်တန်ဆောင်းမတစ်ခုတင်ထားတယ်အဲ့တော့လက်ရှိနိုင်ငံတော်အကြီးအကဲတွေကကုန်စည်နှုန်းနဲ့တော့အခြားသောအခြေအနေတွေအရထောက်ပံ့ကြီးတူတာတကယ်တော့လာစာတူတာမဟုတ်ထောက်ပံ့ကြီးတူတာဟိုရက်ကကျွန်တော်ပြောတယ်ဒါပေမဲ့ပြောလို့လွယ်အောင်လို့ထောက်ပံ့ကြီးဆိုတဲ့စာကဒါရှိတယ် ဒါကြောင့်ကျွန်တော်လစာလို့သုံးလုံးသွားတာထောက်ပံ့ခြင်းမှန်းတော့ကျွန်တော်လည်းသိတယ်အဲ့စာကိုကျွန်တော်လည်းဖတ်တာပေါ့နော်ထားလိုက်ပါတော့အဲ့တော့ယူကော့ဘွေးညီမလာတာဒူရာမဲဆွန်ဒီတခုပါလို့သူကပြောတယ်ပေါ့နော်ဒါကျွန်တော်တို့ကဒီလိုချက်တဲနေတဲ့ကာလမှာနော်ကုန်သွင်းလဲကြောင်းနေပိတ်တယ်ကုန်စည်နှုန်းတွေကြီးမြင့်တယ်အဲ့လိုအခြေအနေမျိုးမှာထောက်ပံ့ခြင်းတိုးထားပေးတာသုံးသောင်းနဲ့မများသုံးသောင်းနဲ့အဲ့သုံးသောင်းမှာမှဝန်ထမ်းကိုပဲတိုးပေးတာဝန်ထမ်းရဲ့အငိမ့်စားဝန်ထမ်းရဲ့နေစားဝန်ထမ်းရဲ့ဒါပဲအဲ့တော့ ဒီလိုပြောတာကိုမဲဆွယ်နည်းတစ်ခုလို့ပြောရဲဆိုလို့ရှိရင် NLD အစိုးရလက်ထက်ကကိုဗစ်ကိုအကြောင်းပြပြီးတော့ရက်ထဲရွာထဲမှာပတ်စံ3000နဲ့အုပ်ချုပ်မှုတွေဘာပြောလဲဘသူပေးတာလဲအမေစုပါတီကပေးတာနော်။နာဒုအမေစုပေးတာ။မဲပေထည့်ရမလားသိတယ်မလားဆိုတော့ရုပ်တံတွေကိုပေါ်တင်ထွက်တာ။အဲ့ဒါက free and fair election လား။အဲ့အဲ့လိုဖြစ်စဉ်တွေကဒီ covid ကိုအသုံးချပြီးအများကြီးဖြစ်သွားခဲ့တယ်။ဒါအားလုံးသိပဲ။နော်မီဒီယာကြီးတွေလည်းရေးကြတယ်ဒီလိုမျိုး ကာလမှာဒီလိုမျိုးပြီးပြီးဒီလိုလောက်တာမကောင်းဘူးဒါပေမဲ့မြေပြင်မှာအဲ့လိုလောက်သွားခဲ့တယ်ကိုဗစ်ကာလမှာ၃000ပြီးပြီးမဲဆွဲသွားခဲ့တယ်ငွေရဲ့ဖောင်းပွားမှုအရဆိုလို့ရှိရင်အဲ့တော့ပြီးခဲ့တဲ့ပတ်စံပုံများတယ်လို့ပြောလို့ရတယ်၃000ချင်းတူရင်တော့အဲ့တော့ပြီးခဲ့တာပုံများတယ်ပြောလို့ရတယ်အခုကနိုင်ငံဝန်ထမ်းတွေကိုပဲပြီးတာဘာကြောင့်လဲ2025ရွေးကောက်ပွဲကနှီးပြီနှီးပြီဖြစ်တဲ့အတွက်နိုင်ငံဝန်ထမ်းတွေအလုပ်များတယ်သက်ဆိုင်ရာဌာနအသီးသီးအကုန်လုံးအလုပ်များကြတယ် ဲ့လိုပဲနိုင်ငံအခြေအနေရနိုင်ငံရေးအခြေအနေရဝန်ထမ်းတွေကြားထဲမှာငွေကြီးအဖြစ်ချက်တေးတယ်ချက်တေးတယ်အဲ့ဒီအတွက်ထောက်ပံ့ညှိတူပေးရနော်ဒါဟုတ်ကမင်းဆွဲတယ်လို့ပြောတယ်ဆိုတော့ယူကြောင်ကြောင်စကားပဲအားနေလို့ရှိရင်ဒီလက်ရှိအစိုးရခေါင်းဆောင်တွေပေါ့လက်ရှိအစိုးရခေါင်းဆောင်တွေကိုတိုက်ခိုက်မှသူတို့ကထမင်းစားရတာအဲ့လိုမှမတိုက်ခိုက်ရင်သူတို့လည်းပြပမှနေလို့များထမင်းလည်းစားစရာရှိမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဘာပဲဖြစ်ဖြစ်ပေါ့အမေကရွက်ကနဲ့ထိုင်ပြီးအတင်းနေပြောနေမဲ့အတူတူနော်အဲ့ဒီ channel တွေကနေတရားတွေထိုင်လွှင့်နေတာမှာ ပို့ပြီးတော့မြန်မာနိုင်ငံအတွက်အကျိုးပြုတယ်လို့ပြောချင်ပါတယ်အခုအချိန်ကြီးကသူတို့လုပ်နေတဲ့လုပ်ရည်တွေကမြန်မာနိုင်ငံအတွက်ဘယ်တာမှအကျိုးမပြုနော်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီလိုလူတွေရဲ့စကားတွေကိုဘလုံးဝအတန်ရှင်းမပေးဘူးလို့လည်းလှည့်ကိုမကြည့်နဲ့ဥပမာ live မှာတွေ့တယ်ဗီဒီယိုတစ်ပုဒ်တွေ့တယ်ဒီမေဂါယောဂနဲ့အတင်းပြောတဲ့သူတွေဆိုလို့ရှိရင်ကြော်တာကြော်ပြလိုက်အဲ့ဒါဆိုပိုကောင်းတယ်ပေါ့နော်နောက်တစ်တင်းတစ်ပုဒ်ကဒေါအောင်ဆန်းစုကြည်ရဲ့သားပေါ့နော်ခင်အဲရစ်ကသူ့အမေကိုတဲ့ ပြန်လွတ်မြောက်ဖို့အတွက်တရုတ်ကိုအကူအညီတောင်းတယ်တဲ့။ဒေါက်ဆန်းစုကြည်ကပြစ်မှုကျူးလွန်လို့ဖမ်းခံထားရတာပေါ့နော်။ပြစ်မှုကျူးလွန်လို့ရီကော့ပွဲမှာတမာမှုတွေရောဗားတွေရောအခြားသောအမှုတွေအများကြီးပဲသူ့မှာရှိတယ်။အကိလေသာမှုလည်းပါတယ်။အဲ့တော့တတိအထောက်ထားခိုင်လုံစွာနဲ့သူ့ကိုဖမ်းဆီးထားတာဖြစ်ပါတယ်။နော်။တတိအထောက်ထားခိုင်လုံစွာနဲ့ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်ကိုသူကတရုတ်ကိုဖိအားပေးပြီးလွတ်ခိုင်းလေတရုတ်ကပြောလို့မရဘူး။ဒါပြည်တွင်ရေးဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ပြည်တွင်ကကျွန်တော်တို့တရားစီရင်မှုဖြစ်တယ်။ရတိယကအလိုဝင်ပြောမှာမဟုတ် နော်အမှုကကျွန်တော်တို့ပြီးပြတ်ပြီးသားမှုလည်းဖြစ်တယ်။ဒေါံစန်းစုကြည်သားကအခုရဲ့ပိုင်းမှာသူ့အမေကိုတအားချစ်ပြနေနော်ခလူနဲ့တွေ့ပြီးတော့ပြောလိုက်ဒီလူနဲ့တွေ့ပြီးတော့ပြောလိုက်အခုတရုတ်ကိုသူတို့အဲစာဖို့တောင်းဆိုထားတယ်ထင်ပါတယ်နော်အဲ့လိုမျိုးပြောတယ်လို့ထင်ပါတယ်နော်တရုတ်ကသူ့သိလဲသိမှာမဟုတ်ဘူးသူပို့တဲ့စာလဲကြည့်ချင်မှကြည့်မှာပေါ့နော်သိချင်မှတော့သိမှာဆိုတော့တရုတ်လူနိုင်ငံမျိုးမှာတရက်တရက်ဝင်တဲ့ဝင်စာတွေကဘယ်နည်းမလဲအဲ့တော့သူစာဆိုတာအလကားပဲ ဘာဘာလို့လဲဆိုတော့ filter ခံပြီးကြည့်မယ်ဆိုရင်သူ့ရဲ့စာကဘယ်လိုမှအတုံးမကြတဲ့ဘယ်လိုမှအတုံးမဝင်တဲ့အမှိုက်ပုံးလိုမျိုးအဆင့်ပေါ့အဲ့လောက်အလောက်ကိုပဲရောက်ရောက်မယ်အရေးကြီးအဆင့်နဲ့တရုတ်အစိုးရတီးဖို့ဆိုတာမလွယ်ဘူးပေါ့ဒီ Kim Eric ကအခုလိုမျိုးသူကတရုတ်ကိုတောင်းဆိုထားတယ်လေပြောရင်းနောက်ပိုင်းမှာတော့ဘာပြောလဲဆိုတော့သူ့အမေလွတ်မြောက်ဖို့အတွက်တဲ့သူကတရုတ်ကို ကွန်ကြီးပေးဖို့တောင်းဆိုထားတယ်တဲ့သူ့အမိနဲ့နိုင်ငံရေးကျင်းသားတွေအကုန်လုံးလွတ်မြောက်မှုဟာတဲ့တင့်မြက်ပေါင်းစည်းမှုနဲ့တည်ငြိမ်ရေးအတွက်အရေးကြီးဆုံးပထမခြေလှမ်းဖြစ်ပါတယ်မြန်မာစကားကိုမတက်တတ်နဲ့သူမြန်မာလိုလည်းမတက်ပါဘူးသူတကြောင်တောင်နဲ့အဲ့တော့မြန်မာစာကိုမတက်တတ်နဲ့တယောက်ယောက်ကအနောက်မှာ guideline ပေးပြီးလုပ်နေတယ်ထင်ပါတယ်မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဗောနော်သူတို့လည်းမိစားကုံစီကံရှိသမျှအကိစ္စနဲ့ကိုရှောက်လို့ရတဲ့အနေထားမှာဒေါအောင်စန်းစုကြည်သားတွေပါတွေပါထုတ်သုံးလာတဲ့အနေထားဗောနော်အဲ့တော့ Kim Eric က ပြီးခဲ့တဲ့ပိုင်းကထွန်းမြက်နိုင်နဲ့တွေ့တယ်။ NDG ကလူတွေနဲ့တွေ့တယ်။သူအကုန်လုံးပတ်တွေ့နေ။သူတွေ့တယ်ဆိုတာကအနောက်မှာ guideline ပေးပြီးတွေ့ထိုင်လို့တွေ့တဲ့သဘောပေါ့နော်။နိုင်ငံရေးအကျဉ်းသားအားလုံးလွမြောက်ဖို့ဆိုပြီးသူကပြောတယ်ပေါ့။ဆိုတော့ကျွန်တော်ရဲ့အမြင်မှာတော့နိုင်ငံရေးအကျဉ်းသားဆိုတာမရှိဘူး။ပြမှုကျူးလွန်လို့နော်ပြမှုကျူးလွန်လို့ဖန်ဆီးခံရတာပဲရှိတယ်။မဲခိုးတာလားဒါမှမဟုတ်လို့ရှင်ပြဿနာတစ်ခုခုရှာလို့လားဖန်ဆီးခံရတာပဲရှိတယ်နော်။ဒါမှမဟုတ်ရင်အဂတိလိုက်စားလို့လား တည်စေဥပဒေတစ်ခုကိုဖောက်ပြက်ကျူးလို့မှထောင်ထဲရောက်တာဖောက်ပြက်ကျူးလို့ညင်မရှိရင်ထောင်ထဲမရောက်ဘူးเนาะအဲ့ဒီဥပဒေတွေအကုန်လုံးကလည်းဘယ်သူမှရေးဆွဲခဲ့တာမဟုတ်เนาะဒီတပ်မတော်ရေးဆွဲခဲ့တာမဟုတ်ဟိုအရင်နေရှိခဲ့တဲ့ဥပဒေကိုဖောက်ပြက်လို့เนาะဖောက်ပြက်လို့ထောင်ကြနေတာအဲ့ဒါနိုင်ငံရေးကျင်းသားမှုရာဇဝတ်သားရာဇဝတ်သားပဲနောက်တရင်တစ်ပုတ်ကတော့ကိုခိုင်မှာကောင်မလေးတယောက်ရှစ်နှစ်အာရမပြုကျင့်ခံရတယ် အော်တိုဘာနေရနေ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းကွက်ခိုင်မြို့နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒါဒီဖြစ်ပွားမှုမှာဒီအာရမပြုချင်းခံရတဲ့ကောင်မလေးကိုလက်ဘင်းမှာဓာတ်နဲ့ခုတ်ပြီးတော့ကွက်ခိုင်မြို့ကောက်ကွင်းအနီးမှာအလောင်းကိုပစ်ခဲ့တာဖြစ်ပါတယ်။ဒီအရွယ်လေးကိုအာရမပြုချင်းနဲ့အပြင်ကိုရဲရဲဆက်ဆက်တပ်ဖြတ်တယ်။ပြီးတော့ အခုလိုမျိုးရဲရဲဆက်ဆက်ဆုံးပစ်ခဲ့တယ်။ဘယ်လိုစိတ်နဲ့ဒီလိုလုပ်တာလဲမပြောတော့ဘူး။ဒါမှဖြစ်နေတယ်ဆိုလို့ရှိရင်လည်းမပတ်ဆက်ရှာလေကိုယ့်ကိုပတ်ဆက်ရှာပြီးတော့သွားလို့ပေါ့ဘာလို့ဒီလိုမျိုးလူမမဲအရွယ်လေးတွေလုပ်တာလဲဘလောက်များမိုက်ရိုင်းလိုက်တဲ့လုပ်ရက်လဲဆိုတော့ပြောလို့မရဘူး။အဲ့တော့တရားဥပဒေစုံမှုမှုမရှိတဲ့နော်ကိုယ့်ခိုင်လုံးနေရာမျိုးမှာအခုလိုသွားလို့တာဖြစ်တဲ့အတွက်ဒီကလေးမိဘတွေအတွက်အမှန်တရားရှာဖွေဖို့ရည်ရတော့ တကယ်အရေးကြီးနေပြီလို့ကျွန်တော်ထင်တယ်နော်ဘယ်လိုမျိုးတဖို့ဝင်နေနေနဲ့လဲကိုယ်ခိုင်မမကြခင်တိင်းနိုင်ဖို့အတွက်မျှော်လင့်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒါမြောက်ကိုရီးယားကောင်းဆောင်ရဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ကြည့်လိုက်ရတယ်ပေါ့နော်ကင်ဂျုံရဲ့ဗီဒီယိုလေးတစ်ပုဒ်ကျွန်တော်ကြည့်လိုက်ရတယ်အဲ့ဒါကသူကြဆုံးတဲ့တဖွဲ့ဝင်တွေပေါ့ကျွန်တော်ထင်တယ်ရုရှားကပြန်ပါလာတဲ့တဖွဲ့ဝင်တွေထင်ပါတယ် body တွေပေါ့နော်ယူကရိန်းမှာနိုင်ငံအတွက်ကိုစားပြုတ်ပြီးတွားရောက်တိုက်ခိုက်တယ်ပြီးတော့ တပ်ဖို့မနေကြဆုံးလို့ပေါ့နော်အဲ့ဒီ body တွေအကုန်လုံးကိုဒါအခမ်းအနားနဲ့နိုင်ငံတော်လည်းအုပ်ပြီးကြိုးဆိုရဲအဲ့မှာသူကဂုံယူပန်းစီချဖို့အတွက်အဲ့ဒီ body တွေကိုလိုက်ကြည့်တယ်ပေါ့အရင်ကမြောက်ကိုရီးယားမှာပြည်သူတွေသူတို့ကောင်းဆောင်မြင်လို့ရှိရင်ငူလာတွေရည်တာတွေကိုဆက်ပြီးကွန်မြူနီနိုင်ငံတွေမှာလုတ်တက်တဲ့ပုံစံမျိုးလက်ခုတွေတအားတီးရတယ်။ကျွန်တော်ကတော်တော်သဘောမကျတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့သူ့မျက်နှာမှာဖြစ်နေတဲ့ reaction လေးကိုကျွန်တော်ကြည့်လိုက်တာ။သူ ငိုတယ်ယောက်ျားလေးတယောက်နိုင်ငံကောင်းဆောင်တယောက်သူငိုတယ်ငိုတော့ကျွန်တော်တို့တခါလေးလိုက်ပြောနေရင်နဲ့စိတ်ခံစားချက်များသွားပြီးတော့ကိုယ်နိုင်ငံအတွက်ဟိုတခုခုခံစားလာတော့မှဆိုလို့ရှိရင်အဲ့လိုမျိုးဟန်ဆောင်ပြီးတော့ဟိုဘက်လက်ဒီဘက်လက်လိုက်လို့လဲရတဲ့ဟာမျိုးတွေအဲ့အဲ့လိုမျိုးပုံစံမျိုးသူ့မှာကျွန်တော်မြင်လိုက်ရတယ်ဗောနော်တကယ်နိုင်ငံကောင်းဆောင်တယောက်ဆိုပေမဲ့သူ့တက်ဖွဲ့ပေါ်သူတကယ်ကိုမေတ္တာထားရတယ်ဗောနော်သူ့တက်ဖွဲ့ပေါ်တကယ်ကိုသူချစ်တယ်ဟိုတန်ရောစင်ရှိတယ်ဗောသူစိတ်မကောင်းဖြစ်သွားတဲ့ပုံစံသူ မျက်ရည်မကြအောင်ဟန်ဆောင်လိုက်ရတဲ့ပုံစံကျွန်တော်မြင်ရတယ်အဲ့တော့ကင်ညွန်အနေနဲ့အသက်ငယ်တယ်သူ့နိုင်ငံကိုသူစူးစမ်းပြီးတည်ဆောက်တယ်နော်မိဘတွေထားခဲ့တဲ့နိုင်ငံသူစူးစမ်းပြီးတည်ဆောက်တယ်သူ့နိုင်ငံကိုကာကွယ်ဖို့အတွက်ကဘာသူ့လူရမသွင်းမှာနော်သူလုပ်ခဲ့တဲ့အရာတွေအတွက်သူအာဏာရှင်လို့သတ်မှတ်တယ်ကဘာသူ့လူရမသွင်းဘူးသူ့ပြည်သူတွေလည်းခင်နောက်ကြတယ်သူတို့မှာဘယ်လောက်ကြီးတဲ့အနာကြီးရှိနေလဲဆိုတာမစိတ်တရားကြီးရှိနေလဲဆိုတော့ကျွန်တော်တို့မမြင်ရဘူး နော်သူ့နိုင်ငံသားတွေအတွက်ဘယ်တော့ကြီးတဲ့စိတ်တန်ရာရှိနေလဲဆိုကျွန်တော်မမြင်ရအရှေ့ကပြောခဲ့သလိုအရာတွေအများကြီးသူပေးဆက်ပြီးတော့မှသူ့နိုင်ငံမှာနျူကလ িয়ার ပိုင်နေဒေါ်နယ်ထရန့်လိုမျိုးလူမျိုးတော်မှသူ့ကိုတွေးချင်တယ်ဆိုလို့ရှိရင်တော်ရုံနဲ့တွေးခွင့်ရဖို့တော့မလွယ်ဘူးနော်အဲ့တော့သူ့ကိုအပေါ်မှာအဖြစ်သူ့နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့အမျိုးမျိုးပြောလို့ရတယ်ရှုတော့အမျိုးမျိုးနဲ့မြင်လို့ရတယ်ဒါပေမဲ့သူ့ကိုမြကန်းမျိုးချစ်လို့လည်းပြောလို့ရတယ်ဒါပေမဲ့သူ့လိုရမှာတွေကိုအမှန်တကယ်သူလုပ်ခဲ့တယ် သူ့နိုင်ငံအတွက်ကုန်မငင်အောင်သူလုပ်ခဲ့တယ်။ဘယ်သူမှသူ့နိုင်ငံကိုသွားမထည့်ရအောင်လုပ်ခဲ့တယ်။နော်အာနာရှင်တယောက်ဆိုပေမဲ့လည်းတကယ်ကိုသူလှုပ်တင်လှုပ်ထိုက်တာလုပ်ခဲ့တယ်။သူ့အလွန်ပေါ့သူ့အလွန်မှာသူတိဆောက်ခဲ့တဲ့အရာတွေနဲ့နောက်တက်လာမဲ့သူ့သမီးပဲဖြစ်ပါဖြစ်စသဖြင့်ပေါ့ဒီလိုလူတွေရဲ့စမ်းသစ်မှုနဲ့စမ်းသစ်မှုနဲ့မြောက်ကိုရီးယားနိုင်ငံပြန်ပြီးတော့တောင်ကိုရီးယားလောက်ချမ်းသာလာဖို့မရှိဘူးဆိုရင်တော့ပြန်ပြီးတော့တောက်ပလာနိုင်တယ် စွမ်းအင်အပြစ်ရှိတဲ့စွမ်းအားအပြစ်ရှိတဲ့တက်မတော်ယူပိုင်ဆိုင်ပြီးတော့မြက်ကိုရီးယားပြန်ပြီးတောက်ပလာနိုင်တယ်လို့ကျွန်တော်တို့ကျွန်တော်ဒီလိုမြင်ပါတယ်ဆိုတော့နောက်တရင်ကတော့တရင်ကျပိတ်ရဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာရှိတဲ့ပြည်သူ့ရင်ပြင်မှာလူတွေစီကားနေပါတယ်တွာလာလှုပ်ရှားနေကြပါတယ်ဆိုတော့ကျွန်တော်တို့ကတော့သိမ့်မသိဘူးပေါ့နော်ကျွန်တော်လည်းအပြင်နဲ့သိမ့်မထွက်တဲ့ခါကျတော့ပြည်သူတွေအခုလိုမျိုးပျော့ပျော့ရွှင်ရွှင်အခုလိုသွားလာနေတာမြင်တော့လည်းကျွန်တော်တို့ဝမ်းသာတယ်ဒီထက်ပိုပြီးတော့ အရင်လိုမျိုးတော့ရိုးရပွဲတွေစစ်စီကားကားနဲ့ကျင်းပတယ်လူငယ်တွေလည်းလူငယ်အလျောက်ပေါ့နော်လူငယ်တွေဆိုလို့ရှိရင်အရင်တော့ EDM ပွဲတွေရှိတယ်ပြီးရှိုးပွဲတွေရှိတယ်အဲစသဖြင့်အဲ့လိုပွဲတွေမြို့ထဲမှာကျင်းပပြီးတော့ပုံမှန်တိုင်းပြန်လည်လည်ပတ်တယ်ဆိုလို့ရှိရင်လည်းအကုန်လုံးပေါ့တော့အဲ့လိုပွဲတွေဆိုတာလည်းအကုန်လုံးအတွက်ထိရောက်တဲ့အရာတွေဖြစ်ပါတယ်ဒါမျိုးတွေကိုပြန်ပြီးမြင်ကျင်းပါတယ်ကျွန်တော်တို့ရဲ့ဆန်လာရသည့်ပွဲတော်တွေကိုလည်းပုံမှန်တိုင်းကျင်းပတာမျိုးလေးမြင်ချင်ပါတယ်အခုလိုမျိုးလူငယ်တွေတွားလာနေတာမြင်ရတယ်เนาะဒီပြည်သူ့ဝင်မင်းနဲ့မှာ ဆူယုံပြီးတော့အခုလိုမျိုးဟိုပြောပြောချင်းချင်းဆင်နွှဲနေတာမြင်ရတော့ဝမ်းသာပါတယ်ချို့တော့မီဒီယာတွေကကောလာလာတွေရေးတော့မှာပေါ့နော်ဒီလူငယ်တွေဒီလိုသွားလာတယ်အပြန်မှာပေါ်တာဆွဲတယ်လို့ဘာလို့စသဖြင့်တော့ပြောတော့မှာပေါ့နော်ဒီခုလိုမျိုးသွားလာရင်တို့ကမကြိုက်ဘူးပေါ့နော်ပြည်သူတွေပြောနေတယ်ဆိုတို့မကြိုက်ဘူးပြီးခဲ့တဲ့ပိုင်းကရေကြောပွဲစည်းတို့ဟိုဘက်ရက်ကကျွန်တော်လမ်းပွဲစည်းတို့နော်ဒီလိုပွဲစည်းတွေဆိုလို့ရှိရင်လည်းပြည်သူတွေအများကြီးသွားတာတို့မကြိုက်ပါဘူးဒီလိုပြည်သူတွေအများကြီးသွားတယ်ဆိုလို့ရှိရင်ဟိုတို့အယုံ မရလို့ဗောနော်သူတို့ဂယုမဆိုင်မှာဆိုလို့သူတို့ကပြည်သူမြေများဆဆအဲ့လိုတွားနေတယ်ဆိုရင်သူတို့ကြိုက်တာပေါ့ပေါ့အလည်းရမှာပြောရှင်ပါစီလို့ဆုတောင်းပါတယ်နောက်တရင်တဘူကတော့ကျွန်တော်တို့ online အဆိုင်ပေါ့နော် online အဆိုင်ကနောက်ဆုံးပွဲကိုထိုးသွားပြီးအနိုင်နဲ့နှုတ်ဆက်သွားတယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်တို့မြန်မာနိုင်ငံကဆူတော်ကြီးဦးလေးဖြူကိုရိုင်းအမေလိုက်ကတချင်းနဲ့ဖြောပြပေးခဲ့တာလည်းတွေ့ပါတယ်ကြသိန်းထားလို့ဆရာပဲရှောင်းဆုံးမိလိကြတဲ့မှာဝါစိန်ဒီ အဲ့ဒီမိကြတဲ့မှာဥလိဖြူရဲ့ထွက်လာတဲ့ဟာပြီးတော့ online ဆိုင်ရဲ့ဒီနိုင်ငံတော်အလံခြုံထားတဲ့မြင်ကွင်းကအာကျွန်တော်နိုင်ငံအတွက်ဆာလောင်ပါတယ်။တော့ကျွန်တော်နိုင်ငံအနေနဲ့ပေါ့ကိုစားပြုပြီးတော့နိုင်ငံကိုစားပြုတခုမဟုတ်လို့ရှင်တော့မှတော့နိုင်ငံတော်အလံကိုအဲ့လိုထမ်းပိုးထားတဲ့သူတွေကိုမြင်လို့ရှင်ကျွန်တော်တို့တကယ်စိတ်ထဲကကြည်နူးမိပါတယ်အမေလိုက်ကတချင်နဲ့ထိုင်းမှာဆိုတဲ့ခါကျတော့ဒရော့ဘုံချတဲ့ ဗီဒီယိုတွေကျွန်တော်ပြပြမြင်တယ်ပေါ့နော်အမေလိုက်ကတခြင်းဘယ်မှကြာကြာအေး PDF တွေကောင်းပေါ့ဒရဂွန်ကြာနေတာပဲကျွန်တော်မြင်ရတယ်ပေါ့နောက်တရင်တစ်ပုတ်ကတော့ဟာမတ်တွေကတစားကန်တွေအကုန်လုံးပြန်လွတ်ပေးဖို့ဆိုပြီးတော့သဘောတူလိုက်ပြီးလို့သိရပါတယ်အစ္စရေးတစားကန်တွေနဲ့အခြားသောတစားကန်တွေပေါ့သူတို့ဖန်ဆီးထားတဲ့တစားကန်တွေပြန်လွတ်ပေးမယ်လို့ပြောတယ်ပေါ့စရေကဒီတစားကန်တွေကိုသူတို့ကကင်ထားတယ်ဆိုတာပြန်မလွတ်ဘူးဆိုတာသူတို့တအမကန်ချက်တစ်ခုအနေနဲ့ကင်ထားတာလွတ်လိုက်ပြီးဆိုရင်အစ္စရေးဘာလုပ်မလဲသူတို့သိတယ်ဒီတန်ရာဟုဘယ်လောက်ရက်ဆက်လဲသူတို့သိတယ် တော့ဟာမတ်ဒီအတွက်ကတော့ဘယ်လိုအလှည့်ပြောင်းဖြစ်လာမလဲတော့မပြောတတ်ဘူးအဲ့တော့တစားကန်နေပြန်လှုပ်ပြီးမယ်တစားကန်အနေနဲ့ဘယ်လိုလှုပ်သွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်တိနေ့ဘုကတော့ကျွန်တော်တို့ပိတ်ရခီးသွားများတာကြောင့်အမြန်လမ်းပေါ်မှာရင်ကျောပိတ်ဆို့မှုဖြစ်ပေါ်နေပါတယ်အဲ့တော့ဆော့ချောင်းတရားပေါ့တိတဲ့အတိုင်းပဲအဲ့မှာတရားကဘီလီတရားထိုးလာတယ်တချမ်းမရှိတယ်တော့တချမ်းမရှိကြတာပုံမှန်တိုင်းတော့မှကျွန်တော်တို့သွားမယ်ဆိုတော့အဲ့နာလေးမှာနည်းနည်းလေးဆောက်ရတာ တော့တရားတစ်ဖက်ပဲရှိတယ်ဟိုဘက်ကလည်းမကောက်လို့သွားလို့မရတဲ့အနေထားပေါ့နော်အဲ့တော့ဒီတစ်ဖက်လေးကိုအလဲကျသွားနေရတယ်အခုတရင်ကြားတော့အမြန်လမ်းပေါ်မှာအေးဆွာချောင်းတရားတော်ဝင်ချင်းမှာကားတွေပိတ်မိနေတယ်တခါလွတ်လို့ရှိရင်အစီး90ပဲလွတ်တယ်တချမ်းလွတ်လို့ရှိရင်ပေါ့နော်အဲ့မှာမိသက်တစ်ဖက်ကတော်ဝင်ရှိတဲ့သူတွေကလမ်းကျော်ရှင်းလင်းရေးတွေလှုပ်ဆောင်ပေးနေတယ်ရင်ကျော်ပိတ်ဆို့မှုအရှိဖြစ်နေတယ်လို့သိရပါတယ်နောက်တစ်ခါတော့ချင်းပြည်နယ်မင်းတပ်မြို့မှာဒီကြောင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ် အဲ့တော့အရသာတိခိုက်မှုရှိတယ်လို့ပဲပြောမှာပေါ့နော်။အဲ့သူကတော့တည်ရလို့ပဲရေးမှာပေါ့။အဲ့ဒီတိုက်ခိုက်မှုမှာကျသွားတဲ့ဟိုတယ်နော်လေဘုံကျသွားတဲ့ဟိုတယ်။သူတို့ရိုက်လို့ရိုက်ထားလိုက်တာပဲ။ကျွန်တော်ဓာတ်ပုံတွေကိုကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်အမှတ်တမဲ့ဘရောမမကြည့်ပါဘူး။ဓာတ်ပုံတွေကိုအမြဲတမ်းကျွန်တော်တို့ကတန်တရားမျက်လုံးနဲ့ကြည့်ပါတယ်။အဲ့တော့လေရောက်တိုက်ခိုက်ခံရတဲ့ဓာတ်ပုံကိုကြည့်လိုက်တဲ့အချိန်မှာဟိုတယ်ရဲ့ဓာတ်မှာတဲအိတ်နဲ့တံခါးလုထားတာတွေ့ရပါတယ်။ ်နော်အပြင်တောက်လေးမှာဓာတ်ပုံရဲ့တောက်လေးမှာအဖျားနာလေးပါသွားတယ်ကျွန်တော်မြင်လိုက်ရပါတယ်အဲ့တော့ဒီနေရာကတေချာပေါက်ချင်းတောင်းညမ်းသူတွေလက်နက်ကန်တောင်းညမ်းသူတွေအခြေချတဲ့နေရာဆိုကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့လေချမ်းတက်ခိုက်မှုကမှန်ကန်တယ်တိကျတယ်ဒါပဲဒီလောက်ပဲပြောချင်တယ်နော်နောက်သတင်းဘုတ်ကတော့ဒီဘောကျင့်ဒီရွာအဲ့တော့ကျွန်တော်ခုနေ့ကပြောတယ်တံတားတစင်းပေါ့နော်မိုင်းကတ်ထားတယ်လို့ဒါကျွန်တော်အောက်မှာလဲလာမန်းတဲ့သူရှေ့ခါကြတော့အဲ့ဒီကျင့်တီရွာပေါ့အဲ့ဒါကျင့်တီတရားပေါ့နော်အဲ့တော့ကျင့်တီရွာမှာ ဒီကြောင့်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဒီတိုက်ခိုက်မှုမှာလည်းတို့ကတော့အရက်သားထိတယ်လို့ပဲပြောတယ်ဗောနော်ဒီတိုက်ခိုက်မှုလည်းဒီ TNL လက်နက်ကိုင်တောင်းကျန်းသူတွေဘက်ကထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်အဲ့လိုပဲဒီဘောမှာနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပါသေးတယ်အဲ့ဒါကတော့ဒီဘောမျိုးနဲ့မဟဲရွာဗောနော်ဒါကလည်းပလောင်ခြေဆိုင်တဲ့ရွာဆိုတာအလုံးသိပါတယ်ပလောင်တော်တော်များများအဲ့မှာခြေပြီးလို့ဆိုတာသိပါတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုအော်တိုဘာလ၄ရက်နေ့မနက်9နာရီ90လောက်မှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့လိုပဲပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရတဲ့မှာရှိတဲ့နမ်ဆန် ဒီကြောင့်တက်ခမ်းမှုတစ်ခုထပ်ပြုလုပ်ခဲ့ပါတယ်။နမ်ဆတ်မြို့နယ်စေတုံဟုံးရွာအဲ့ဒါလည်းပလောင်အများစုနေထိုင်တဲ့ရွာဖြစ်တယ်လို့ TNL ဘက်ကနော်အခြေပြုထားတဲ့နေရာတွေတကယ်တိုက်ခတ်ခဲ့တာမှန်ပဲလို့သိရတယ်။အဲ့တော့ကျွန်တော်တို့သတိပေးတယ်ကိုယ့်အကူဘာလူမျိုးပဲဖြစ်နေနေလက်နက်ကင်တောင်းကျန်းသူတွေနဲ့အတူတူအရှင်တွဲနေထိုင်ခြင်းမပြုပါနဲ့နော်။ဒါကအန္တရာယ်များပါတယ်။နောက်တစ်တင်းတစ်ခုကနေနေတော့စိတ်မကောင်းစရာပါပဲအဲ့ဒါကလီဂီကော်မှာရှိတဲ့ခန်းစစ်ပြုတ်လုပ်ထားတဲ့နေရာတစ်ခုလူညိုတစ်ဖုံးကနေဝင်ရောက်တင်စီတယ် ဒီလိုသိသိတဲ့နေရာမှာ PDF အလောင်းနှစ်လောင်းလက်နက်မျိုးစုံ၅လက်နဲ့ခဲရန်နေသိသိရမိရေပေါ့အဲ့တော့ PDF အလောင်းကိုသိသိရမှာနော်တို့ကန်ဆစ်ပြုလုပ်ထားတဲ့နေရာမှာအခက်ဒီခြေထောက်ကိုတန်ချေခြင်းခတ်ပြီးတော့ခန်းစစ်လုပ်ပြီးပြစ်ခိုင်းတာလေပေါ့နော်မွေးစေးတုံထားလားမတုံလားဆိုတော့တေပြီးတော့ကျွန်တော်လည်းမသိဘူးတေနေပြီဆိုတော့နော်အဲ့တော့ခြေထောက်ကိုဒီလိုမျိုးတန်ကျိုးခတ်ပြီးတော့တိုက်ခိုင်းတာကရခိုင်ပြည်နယ်မှာလည်းအေအေကအဲ့လိုလုပ်ခိုင်းလို့လို့ရှိတယ် နော်အဲ့တော့လူမျိုးတဖုံဝင်နေရတော့အဲ့တန်ကျိုးဖြုတ်ပေးလိုက်တယ်လို့သိရပါတယ်တေးတော်မကျွတ်မှဆိုလို့ပါအဲ့တော့ PDF ဒီဘွားကလည်းတကယ်တနာစရာကောင်းပါတယ်နောက်တစ်နေ့တော့ကတော့ဗမော်မှာအတူဘလာ၃ရက်နေ့ကနေမရှင်လေးလှုပ်ဆောင်ခဲ့ပြီးတော့ KIA အလောင်းတလောင်းတနက်၃လက် KM ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့သိရပါတယ်။ဗမော်တရင်နဲ့ပတ်သက်ပြီးတော့လည်းသူတို့ကအမြဲတမ်းလူမျိုးတဖုံဝင်တွေထိခိုက်တယ်ဆိုပဲတင်နေကြဆိုတော့ ရနေမရှင်းလေးကြီးတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်မပြီးသေးပါဘူးဗောနော်အဲ့တော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲလာကိုရန်ဖြစ်တဲ့အတွက်ကျွန်တော်မီဒီယာကိုထောက်ပံ့မှုအတွက်လည်းကျွန်တော်အနေနဲ့လို့ဆိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာကြီးစုအားပေးတဲ့သူတွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါ